ထိုင်းနိုင်ငံစမုတ်စာခွန်ခရိုင်ကမြန်မာကျောင်းဆရာဆရာမတွေဖမ်းဆီးခံရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဒီစမုတ်စာခွန်ခရိုင်အကထုံဘန်နေရာမှာပေါ့လေဖွင့်ထားတဲ့မြန်မာရွှေ့ပြောင်းကျောင်းသူကျောင်းသားတွေတက်နေတဲ့စာသင်ကျောင်းနှစ်ကျောင်းကိုထိုင်းအာဏာပိုင်တွေကဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ကျောင်းနှစ်ကျောင်းဟာမြမရွှေပြောင်းကလေးငယ်အယောက်900နီးပါးကိုပညာသင်ကြားပေးနေတာဖြစ်ပါတယ်။စစ်ဆေးခံရမှုမှာကျောင်းဆရာဆရာမ28ယောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ဒီဖြစ်စဉ်ကတော့အော်တိုဘာလ9ရက်နေ့ကဖြစ်ခဲ့တာပါ။ဖမ်းဆီးခံရတဲ့အဓိကအကြောင်းရင်းကတော့ဆရာဆရာမတွေဟာထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်ဗီဇာဝတ်ပါမင်းမရှိဘဲစာသင်ကြားပေးနေတာကြောင့်ဖြစ်တယ်လို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ဒီဖြစ်ရက်ဟာထိုင်းနိုင်ငံမှာရှိနေ တဲ့ရွှေပြောင်းကလေးငယ်တွေရဲ့ပညာရေးအခွင့်အရေးအပေါ်ကြီးမားတဲ့တက်ရောက်မှုတွေဖြစ်စေခဲ့ပါတယ်။ကလေးငယ်အယောက်900နီးပါးဟာစတင်ကြမှုရပ်တန့်သွားနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေကြပါဗျ။ခောက်ဆုတည်င်းဌာနရဲ့ဖော်ပြချက်တွေအရဆိုရင်ရွှေပြောင်းကလေးငယ်တွေအာပညာသင်ယူဖို့အခက်အခဲတွေရှိနေစေဆိုတာကိုဒီဖြစ်စဉ်ကပေါ်လွင်စေတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံရဲ့ဥပဒေအရတရားမဝေနေထိုင်တဲ့သူတွေနဲ့အလုလုခွင့်ဝေါ်ပါမင်မရှိဘဲနဲ့အလု ွလုတ်ကင်တဲ့သူတွေကိုအေးအေးယူတာဟာဥပဒေလုံထုံးလုံနည်းဖြစ်ပေမဲ့လူအခွင့်အရေးနဲ့ကလေးတငယ်အခွင့်အရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်ရွှေပြောင်းကလေးငယ်တွေဟာပညာသင်ကြားခွင့်ရဖို့ခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။မြန်မာရွှေပြောင်းလုတ်သားမိသားစုတွေရဲ့ကလေးတွေပညာသင်ကြားနေတဲ့အကြောင်းတွေကိုထိုင်းအာဏာပိုင်တွေကဝင်ရောက်ပြီးတော့စစ်ဆေးတာတွေဖမ်းဆီးတာတွေဟာပညာရေးအခွင့်အရေးအပေါ်ချိန်ချောက်မှုတွေကိုဖြစ်လာစေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ထိုင်းအစိုးရနဲ့သက်ဆိုင်ရာလူအခွင့်ရေးအဖွဲ့အစည်းတွေကဝိုင်းဝန်းဖြည့်ရှင်းပေးကြဖို့လိုအပ်နေတယ်လို့လည်းထောက်ပြမှုတွေရှိနေပါတယ်။